စစ်မှန်တဲ့ဖရယ်ပြည်တော်စုတိဆောက်ရေးအတွက်ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီးအစုံနိုင်တိုက်ပွဲဝင်သွားမယ်လို့ချင်းမျိုးသားတအူဘိုးလုံးမှုဆောင်ကော်မတီကကြေညာပါတယ်။ဒါမှမလ20ရက်မှကြာရောက်မဲ့38နှစ်ပြည့်ချင်းတော်လန်ရင်းနေ့အထိမ်းအမှတ်ဖြစ်ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာအခုလိုထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ချင်းမျိုးသားတအူ CNF အနေနဲ့ ချင်းပြည်တွင်စစ်အုပ်စုကင်းစင်2008ဖွဲ့စည်းပုံအခြေခံဥပဒေဩဇာအာဏာတည်ရောက်မှုမှန်သမျှအဆုံးသတ်ရေးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးအတွက်ညီနောင်တပ်တွေနဲ့အတူတိုက်ပွဲဝင်မဲ့အပြင်2025ခုနှစ်အတွင်းနိုင်ငံရေးစစ်ရေးတန်တမာရေးလှုပ်ရှားမှုအရှိန်ကိုတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ချင်းတော်လိုင်းရဲ့အထိမ်းအမှတ်ဖြစ်လေဖန်စီချုံနောင်ထားတဲ့အစင်သား82ဦးကိုလွန်ငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့လည်း CNF ကအတည်ပြုထားပါတယ်။ CNF က1988ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ဝိုင်းရင်ချင်းလက်နက်ကင်တော်လိုင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့အာနာသိန်းစိုးစုကို တော်လှန်နေကြတဲ့အမျိုးသားညီအစိုးရအန်ယူဂျီကရင်အမျိုးသားအစည်းအရုံး KNU ကရင်ဤအမျိုးသားတိုးတက်ရေးပါတီ KNPP စတဲ့အဖွဲ့အစည်းတွေနဲ့မဟာမိတ်တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်